ာပါဂျီနီပြမော်ရင်ဟိုဟာဂါလာတာစရေးကိုချုံနှိမ့်ခဲ့တဲ့တူတကီဖလားကွာတာဖိုင်နဲ့ပွဲစဉ်ပြီးမှဂါလာတာစရေးနီပြအိုကန်ပရက်ရဲ့နှာခေါင်းကိုလက်နဲ့ညှစ်ခဲ့တာကြောင့်ကြီးလေးတဲ့ပြစ်တဲချမှတ်ခံရပွဲရှိနေတယ်လို့သိရပါဗါးအသက်62နှစ်အရွယ်ရှိပြီးဖြစ်တဲ့ရီယယ်မက်ဒရစ်ချက်စီမန်ယူနဲ့စပါနီပြဟောင်းမော်ရင်ဟိုဟာပွဲပြီးဆုံးသွားချိန်မှာကွင်းထဲဝင်လာပြီးအိုကန်ပရက်ရဲ့နှာခေါင်းကိုလက်နဲ့ညှစ်ခဲ့တာဖြစ်ပါတယ်မော်ရင်ဟိုရဲ့လိုရဲ့ကြောင့်အိုကန်ပရက်ဟာကွင်းမြက်ခင်းပြင်ပေါ်မှာလက်ချသွားခဲ့ပြီးနှစ်ဖက်ကသမားတွေကြားမှာ ာအပြန်အလှန်တိုးထိုးအချင်းမြောက်မှုတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ဖီနာပါဂျီအင်ကွေးမှာ ကစားခဲ့ရပေမဲ့ကာလာတာဆေးရပထမပိုင်းမှာတွင်တည်ယူတဲ့တိုက်စစ်မှုအိုစီမန်ရဲ့တင်းကိုနှကိုနဲ့ဥဆောင်ကစားနိုင်ခဲ့ပြီးဆက်စမန်စကီကပထမပိုင်းမပြီးခင်မှာဖီနာပါဂျီအတွက်ခြေပေါက်ကိုပြတ်သွေးခဲ့ပေမဲ့နှစ်သင်းလုံးဂိုးထက်မသွင်းနိုင်တာကြောင့်ကာလာတာဆေးကနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။နာချင်းအချင်းပေါ်မှာကာလာတာဆေးကသမား2ဦးနဲ့ဖီနာပါဂျီကသမား2ဦးတိုက်ရိုက်နေခဲ့တဲ့ထုတ်ပယ်ခံရတဲ့အသည့်ပွဲချက်တပွဲဖြစ်ခဲ့ပြီး ပွဲပြီးမှမော်ရီဟိုကဒေါသထက်ပြီးအိုကန်ပူရက်ကိုတခန့်ခဲ့တာဖြစ်ပါတယ်။မော်ရီဟိုက2017ခုနှစ်တုန်းကရီယယ်မက်ဒရစ်နီးပြအဖြစ်တာဝန်ယူနေတုန်းကလည်းဘာစီလိုနာနီးပြဖီလာနိုဗာရဲ့မျိုးလုံးကိုလက်နက်ပုတ်ပြီးတခန့်ခဲ့ခဲ့ဘူးတယ်လို့သိရပါတယ်ရှင်။